ကောင်မလေးကတငယ်ချင်းပြီးတဲ့မျက်နှာဖုံးကိုတက်ကြည့်လိုက်တော့အဖြူရောင်ငွေတွေထွက်လာပြီးနာကျင်သွားတယ်။နာကျင်လို့လို့မြေပြင်ပေါ်မှာလူတွေပြီးမိလေသွားပါတယ်။ကြောက်ကြောက်နဲ့မျက်နှာဖုံးကိုခွာကြည့်လိုက်တော့ကောင်မလေးကသူ့နဲ့တပုံစံနဲ့ဖြစ်သွားတော့ပျော်ပြီးရေလိုက်တယ်။ပြီးတော့မတ်တက်ရက်လိုက်ပြီးနောက်မျက်နှာဖုံးကိုတက်ကြည့်လိုက်တယ်။နာပေမဲ့လည်းအောက်ခံလိုက်ပြီးစောချစ်တွေထန်နေတာတော့မကြောက်ပဲနောက်ဆုံးရလဒ်ကိုပဲမျောလင်းနေတယ်။မျက်နှာဖုံးချုပ်ပြီးကန်ကြည့်လိုက်တော့သူ့မျက်နှာကတငယ်ချင်းမျက်နှာပြောင်းသွားပြီဖြစ်တယ်။ငါမျက်နှာကနင်းမျက်နှာဖြစ်သွားပြီဆိုတော့ဒီနေ့ကစပြီးငါကနေမယ်။ငါလှုပ်ချင်တာလှုပ်လို့ရပြီ။နင်းအစားနင်းဖြစ်ချင်တာတွေလည်းလှုပ်ပေးမယ်။ အမှန်တော့ကောင်မလေးကယောက်ျားဖြစ်သူကိုတက်ပြီးတော့မြင်မြုပ်ခဲ့တာဖြစ်တယ်။လမ်းသွားနေတဲ့လူတယောက်ကအလောင်းကိုတန်နေမိပြီးအလောင်းကဘယ်သူလဲဆိုတော့ချက်ချင်းသိသွားတယ်။ဘယ်သူတက်လဲဆိုတော့မသိသေးတော့ကောင်မလေးကသူ့မတက်တဲ့ပုံစံမျိုးဟန်ဆောင်နေတယ်။တနေ့မှာလူတယောက်နဲ့တွေ့ပြီးကောင်မလေးကိုထူးဆန်းတဲ့မျက်နှာပုံနှစ်ခုပေးခဲ့ပြီးအသက်ကယ်နိုင်တယ်လို့ပြောခဲ့ပါတယ်။သူ့ပြစ်တွေကိုဖမ်းဖို့မျက်နှာပုံတက်ပြီးဘဝလေးပို့တငယ်ချင်းဖြစ်သူကိုရွေးလိုက်တယ်။တငယ်ချင်းကိုသူ့အိမ်လင်ခေါ်ပြီးမျက်နှာပုံတက်ခိုင်းလိုက်တယ်။ညနာပုံစံပြောင်းသွားတော့အင်ကြီးလဲလဲပြီးအိမ်ပြန်သွားကရောက်ကမစီကကလေးကိုချီပြီးတော့ပုံစံအမှန်မပေါ်အောင်တတိထားပြီးနေပါတယ်။ ကလေးကငူတော့နှုတ်တိုက်ဖို့ပြောတယ်။မျက်နှာလေးထားတာဆိုတော့သူကနှုတ်မထွက်ဘူးလေ။ဘာလို့ရမှန်းမသိတော့အခန်းထဲဝင်သွားတယ်။မျက်နှာလေးခံရတဲ့ကောင်မလေးကမသိသေးပဲအိမ်ပြန်လာတော့ကလေးငူတန်ကြတော့အင်ကြီးချုပ်ပြီးနှုတ်တိုက်ဖို့လုပ်တယ်။ကောင်လေးကလက်လန်းဆွဲလိုက်ပြီးအရန်နောက်ကျနေတာမို့ကိုယ့်အိမ်ကိုပြန်လို့ပြောလိုက်တယ်။ကောင်မလေးလည်းအဲတော်မှာမျက်နှာလေးခံလိုက်ရတာကိုသိသွားတယ်။မျက်နှာဖုံးညာတက်ခံပြီးသူ့မျက်နှာကိုခိုးယူသွားတာဖြစ်တယ်။ကောင်မလေးဘလို့ရှင်ပြပြယောက်ျားနဲ့ယောက်မကမယုံဘူး။မျက်နှာလေးထားတဲ့ကောင်မလေးရောက်လာပြီးသူ့ယောက်ျားဆုံးတာမကြတည်တော့ခေယောင်ချောက်ချားတွေဖြစ်နေတာနေမှာပါလို့ပြောတယ်။ ရိုသားတဲ့ကောင်မလေးကလည်းဘာမှမလုပ်ရဘဲအိမ်ထဲကနေထုတ်ခံလိုက်ရတယ်။ကောက်ချစ်တဲ့ကောင်မလေးကတော့လူယုံမှပြုံပြုံလိုက်တယ်။တတိမလိုနေရမယ်ထင်ပေမဲ့တယောက်တည်းတဏီကုံအိမ်လုတ်တွေပဲစတိုက်လုံးနေရတယ်။ပြင်းတဲ့ကောင်မလေးရက်နေငယ်ကြတော့တကူလုံးကြိုက်ခဲနာကျင်လာတယ်။ယောက်ခမကလည်းအယံခိုင်တော့သူ့လိုချင်တဲ့ဘွားကဒီလိုမဟုတ်တော့ဘလို့လုံးရင်ကောင်းမလဲစဉ်းစားတယ်။ယောက်ျားကိုတက်လိုက်တဲ့အမှုနဲ့မခံရဘူးအရင်လုတ်တယ်။တရားရုံးကိုစာတစောင်ရောက်လာပြီးယောက်ျားကိုတတ်တဲ့တရားခံပေါ်နေပြီဖြစ်တယ်။ပြင်းတဲ့ကောင်မလေးကဟင်းမချက်တတော်တဖြည်းဖြည်းအလိမ်တွေပေါ်ကုန်တယ်။ ရောက်ခမဖြစ်သူကလည်းသူ့ကိုအမြင်ကပ်လာတယ်။ကောင်မလေးကလည်းစိတ်ထဲမှာမှတ်ထားလိုက်တယ်။ကလေးကစတိုင်ကိုတော့ကလေးကိုနိုးဖြတ်တော့မယ်လို့ပြောတော့ရောက်ခမကလက်မခံဘူး။ကလေးငိုတန်းကြတော့ကောင်မလေးကအိမ်ထဲဝင်လာပြီးကလေးကိုနိုးတိုက်ဖို့လုပ်တယ်။စစ်သားတွေရောက်လာပြီးလူတန်းမှုနဲ့ကောင်မလေးကိုဖမ်းခေါ်သွားကြတယ်။တရားသူကြီးကကောင်မလေးကိုတတ်ဖို့စီရင်ချက်ချလိုက်တယ်။ကောင်မလေးကမျက်နှာလဲခံလိုက်ရတာလို့အော်ပြောပေမယ့်ဘသူမှမယုံကြဘူး။ယုံနေသူမရှိတော့ကောင်မလေးလည်းမျက်ရည်ကျလာတယ်။ငါမတရားသဖြင့်နဲ့တည်သွားပြီးငါသူရိမြေပြင်ပေါ်ကြာတာနဲ့လက်စားပြန်ချေဖို့လာမယ်ဆိုပြီးကျိန်သွားတယ် ကောင်မလေးကချိန်စာတိုက်တာကိုကြားသွားတော့ကြောက်လန့်သွားတယ်။တက်စီကောင်မလေးကထူးခြားတဲ့မျက်လုံးအစွမ်းနဲ့မြွေလာပြီးအချားမြင်ရကစိုက်ကြည့်လိုက်တဲ့သူရန်ရဲ့တယုံမှန်ကိုပြောနိုင်တယ်။ဦးလေးကြီးဘယ်သွားနေတာလဲ။ခြေောက်ကမတန်းခလေးကိုတက်ခလေးကိုတက်ခလေးကိုတက်ရက်လိုက်စမ်းအမန်တော့လူကြီးကခြေထောက်မတန်တဲ့အပြင်အိမ်ကဆင်းရဲပြီးမကြည်မွေးနိုင်တော့တဲ့အတွက်ကြောင့်တားလေးကိုတတိတ်လေးခိုးတက်လိုက်တယ်။ခလေးမလေးကခုနကလူကြီးကိုစပြီးတော့နောက်တစ်ယောက်စီမျှဝေလဲသွားတယ်။ရှင်ရဲ့လက်ကဘလို့ဖြစ်နေတာလဲ ရှင်ရလက်ကိုတခြားသူတွေလာဖျက်လိုက်မယ်လူကြီးကလမ်းပြီးခုံမောကပြုတ်ကျသွားတယ်လူကြီးကအရင်ကအင်္ဂါပတ်စံတွေကုံသုံးပြီးလောင်းကစားလုပ်ဖူးတယ်မိမနဲ့ကလေးတွေကလည်းတက်တည်သွားကြတယ်လူတွေကသူ့လက်ကိုလောင်းကစားလုပ်မှဆိုလို့လာဖျက်မယ်လို့အမြဲထင်နေတယ်ကောင်မလေးကစားလို့စိတ်ကျဉ်တဲ့သွားတော့ထွက်လာတယ်မိဘတွေကတော့ကလေးမလေးကိုတရေဝင်ပူနေတယ်လို့ပဲထင်ပြီးနတ်ဆရာအိမ်ပြင်ပြီးတရေနေမို့လို့တဲ့ကောင်မလေးကနတ်ဆရာကလူလိန်ဆိုပြီးတတိုးလေးကပ်ပြောတာကိုနတ်ဆရာကြားသွားတယ်ကလေးမလေးကတကယ်ကိုအကြမ်းမြင်အစွမ်းရနေတာပဲ ကောင်မလေးကရုတ်တရက်ထအောင်လိုက်ပြီးအဖွားကသူ့အနောက်မှာလို့ပြောလိုက်တယ်။နတ်ဆရာလေးလမ်းပြီးဒုံးနဲ့ဟိုရဲဒီရဲရှောက်ရိုက်တော့အဖွားတပ်ပုံပြုတ်ကြလာတော့နတ်ဆရာလမ်းပြီးထွက်ပြေးတယ်။ကောင်မလေးရဲ့မိဘတွေကကောင်မလေးကိုဘေဒင်ဆရာစီထတ်ခေါ်လာကြတယ်။ဘေဒင်ဆရာကမျက်စိကန်းနေပေမဲ့သူ့ပညာကိုတော့အထင်သေးလို့မရဘူးဆိုပြီးပြောတယ်။ကောင်မလေးအဖေကပတ်စံအများကြီးဘေဒင်ဆရာရှေ့ချလိုက်ပြီးညံမှုစော်ကပေးလိုက်တယ်။ကောင်မလေးကရုတ်တရက်ထရဲတော့ဘေဒင်ဆရာကဘာလို့ရဲတာလဲလို့မေးလိုက်တယ်။ကောင်မလေးကဘေဒင်ဆရာမျက်လုံးကိုအန်တီဂျီတယောက်ကွယ်ထားလို့ဘေဒင်ဆရာကမျက်စိမမြင်တာလို့ပြောလိုက်တယ်။ ငါမျက်လုံးကတကယ်မကန်းဘူးလို့ထင်တာပဲဗီရင်စီယာနှလုံးဖောက်ပြီးတခါတည်းအသက်ထွက်သွားတော့တယ်ကောင်မလေးလည်းမချို့ပြုံးပြုံးလိုက်တယ်နောက်နေကြတော့ရက်ကွက်ထဲကိုကောင်လေးတယောက်ရောက်လာတယ်အဲကောင်မလေးမျက်လုံးကိုသွားမကြည့်နဲ့နော်ကလေးမလေးမင်းကအကြမ်းမြင်ရတယ်ပေါ့ဟုတ်တယ်လေအူးနားမှာတည်ရဲ့ရှိလားကြည့်ပေးပါဦးကောင်မလေးကကောင်လေးပခုံးနာတိုးကြည့်လိုက်ပြီးကောင်လေးပခုံးနာမှာတည်ရဲ့တကောင်မိနေတယ်လို့ပြောလိုက်တယ်လက်နှစ်ဖက်ကအူးကိုတင်းတင်းဖတ်ထားတယ် ကောင်လေးပြုံးလိုက်ပြီးသူ့ပခုံးပေါ်မှာဘာမှမရှိဘူးလို့ကောင်မလေးကိုပြန်ပြောလိုက်တယ်။မောင်လေးမွေပြီးတော့မိဘတွေကမောင်လေးကိုပဲကီယူဆိုင်တော့ကောင်မလေးကမိဘတွေကိုမကျင်နဲ့ဖြစ်ပြီးမောင်လေးကိုလှေကားဘောက်ကနေတွန်းချပြီးတတ်လိုက်တယ်။ကလေးမလေးကမောင်လေးကိုတတ်လိုက်တာမိဘတွေတန်တရားမွေအောင်မောင်လေးကိုတရေတွေကတွန်းချပြီးတတ်လိုက်ကြဆိုပြီးရှောက်ပြောတယ်။အဖွားကြီးတယောက်ကမောင်လေးကိုတွန်းချလိုက်တာတွေ့တယ်။မောင်လေးပြုတ်ကျသွားတော့သူ့ကိုမတွေ့တော့ဘူး။ရှောက်မပြောနဲ့အိမ်မှာဘလို့လို့အဖွားကြီးရှိမှလဲရှိပါတယ်ဆိုဓာတ်ပုံတွေကအဟုတ်အဖွားကြီးရှိပါတယ်ဆိုကောင်မလေးကမဟုတ်တာတွေရှောက်ပြီးစပြောတော့တယ်။ အင်းကြီးချင်းတွေကိုလည်းတရဲတွေရှင်တို့နားမှာရှိတယ်ဆိုပြီးလိုက်ပြောတယ်